စ်နေတဲ့မိုးဟေကိုကိုအေးမလို့ပဲဖွဖွေလှချောင်းပြောနေလို့အခုလိုဝေဖန်ခံနေရတဲ့ဆိုမြသူသားဗိတ္တများလုံးပဲမင်္ဂလာပါရှင်အကယ်ဒမီမရဘူးသေးတဲ့မိုးဟေကိုကိုနှင်းတလို့ဖြစ်သွားလို့လူပြောများနေတာကတော့ဆိုမြသူသားပါဒီမတိုင်ခင်မှာတော့မြန်မာပြည်ရဲ့ထိတ်တန်းမိမိ၃ယောက်သကားသူလူရိုက်ကူးနေကြတာဖြစ်ပါတယ်တန်းကြီးရဲ့အလှတရားတွေနဲ့ပြိနှက်နေတဲ့နေရာတစ်ခုမှာမြန်မာထိတ်တန်းပြည်ရန်ရှင်တွေစုပြီးတော့ရုပ်ရှင်ရိုက်ကူးနေတဲ့ဆိုတဲ့တဲ့တင်ကကြားရတဲ့လူတိုင်းအတွက်ကြည်ညူးစရာပါပဲဒါပေမဲ့အဲ့ဒီကြည်ညူးစရာရိုက်ကွင်းပေါ်ကနေ အထင်မှန်ထားတဲ့ဗီဒီယိုလေးတစ်ခုကတော့လူမှုကွန်ရက်ပေါ်မှာလူပြောများကြာဖြစ်သွားခဲ့ပါတယ်။ဝိုင်းရီမီနီမီကြီးစိုးမြတ်သူသား Academy ဖွဲ့ဖွဲ့နဲ့မီနီမီချောမိုဟိတ်ကိုတို့ပြဿနာတက်တာကတော့ချန်ပီယံအပင်တရားမျိုးကရိုက်ကွင်းတစ်ခုမှာအစားပြုခဲ့တာပါ။ရိုက်ကွင်းနောက်ွယ်ကအမှားတရားတွေဗီဒီယိုလေးတစ်ခုမှာမီနီမီချောမိုဟိတ်ကိုကအနုပညာတက်တမ်းမှာအများကြီးစီနီယာကြတဲ့မီနီမီကြီးစိုးမြတ်သူသားကို ရင်းရင်းနှီးနှီးနဲ့နှုတ်ဆက်နေတဲ့မြင်ကွင်းလေးပါဝင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဗီဒီယိုကိုကြည့်ရှုတဲ့အတူတူအာအတင်သွားစေခဲ့တာကတော့မာဂျီဆိုခေါ်ဆိုမြတ်သူစားကနှုတ်ဆက်နေတဲ့မိုးဟေကိုဘက်ကိုလည်းမကြည့်ပဲနဲ့အေးတည်ယူမလုပ်ပဲနဲ့အနားမှာရှိနေတဲ့ဖွဖွေးရဲ့အလှကိုဒါစိတ်စိတ်တီးပြီးတော့ချီးကျူးစကားတွေဆိုနေခဲ့တာပါ။ဒီဗီဒီယိုဖိုင်ဟာအချိန်တိုအတွင်းမှာပဲအွန်လိုင်းပေါ်မှာပြန့်နှံ့သွားခဲ့ပြီးတော့မိုးဟေကိုကိုရှိတဲ့ပြည်သက်တွေကြားမှာတော်တော်လေးကြေးရိုက်သွားခဲ့ပါတယ်။ဒီလိုရှိတဲ့အမှုပြန်ရှင်တယောက်က စီရီယာတယောက်ကိုလေးလေးသားသားနှုတ်ဆက်နေချိန်မှာမျက်နှာလက်ခဲအပြစ်လုပ်ပြီးတော့အခြားတယောက်ကိုအာယုံစိုက်နေတဲ့အပြုမှုကမွေးကိုပေါ်မှာလေးစားမှုမရှိရရောက်တယ်လို့သူတို့ကခံစားခဲ့ပါတယ်။ဒီကိစ္စကဒီတန်းလေးပြီးမတော်ပဲပိုပြီးနည်းနည်းတဲ့မေကွန်ထုတ်မှုတွေဖြစ်နေပါတယ်။လူအများစုကဒါဟာရိုးရိုးတိုက်ဆိုင်မှုတခုလား။ဒါမှမဟုတ်အကယ်ဒမီစုဆိုတဲ့အတိအမှန်ပြုမှုအပေါ်မှာအခြေခံပြီးတော့ခွဲခြားဆက်ဆံလိုက်တာလားဆိုပြီးတော့ဝေဖန်နေကြတာလည်းဖြစ်ပါတယ်။ အမိုက်စားကောင်ဝင်ဖြူရောင်လေးဝတ်ပြီးဖြူရောင်ပန်းလေးတွေကြားလက်ထပ်ခွေတောင်းခံလာရတဲ့မေဘီတီမိတ်ဆက်များလုံးပဲမင်္ဂလာပါခြင်းမင်းသမီးလေးမေဘီတီကတော့အဖြူရောင်ကောင်ဝင်နဲ့အဖြူရောင်ရှောက်လန်းအဖြူရောင်ပန်းလေးတွေနဲ့အလှတ်ဆင်ထားတဲ့ညလေးမှာရှိရသူစီကနေလက်ထပ်ခွေတောင်းခံလာရပြီပဲဖြစ်ပါတယ်။နာမည်ကြီးမင်းသမီးဖြစ်နေတယ်လို့စီးပွားရေးလုပ်ငန်းတွေကိုလည်းအောင်မြင်မြင်ဥဆောင်နေတဲ့မေဘီတီကရှစ်သူဖြစ်သူဦးမျိုးကိုကိုနဲ့ရှစ်သူတတန်း9နှစ်တောင်ရှိနေပြီလို့သိရပါတယ်။အမေဖြစ်သူရှိကလေးက အတိမပြူထားတဲ့ရှစ်တူဖြစ်နေတာကြောင့်တထခွေတောင်းခံရချိန်မှာအမေကိုဒတိယစေးကြောင့်ငိုခဲတာဖြစ်တယ်လို့သူကိုယ်တိုင်ပြောပြခဲ့ပါတယ်။မြောက်တားဟာအရင်ကတည်းကအတူတူရှိနေကြတာဖြစ်ပြီးအခုကတော့တရားဝင်ပင်္ဂလာပွဲလုပ်ဖို့အတွက်တထခွေတောင်းတာဖြစ်နိုင်ပါတယ်။မေဘကြီးကိုယ်တိုင်ကလည်းပြင်ဆင်ထားပြီးသားအပြူရောင်ကောင်ကိုဝယ်ရင်းနဲ့ရှစ်တူပြင်ပေးထားတဲ့ supply တွေကိုမြေတွေကြားကနေလက်ခံခဲ့တာပါ။အပြူရောင်ရှောက်လန်းအပါဝင်အပြူရောင်ပန်းတွေမိပန်းတွေနဲ့တေချာလှဆင်ထားတဲ့နေရာမှာ ။လက်ထောက်ခွင့်တောင်းခံရတဲ့မေဘီကြီးကတော့တကယ်ကိုကံကောင်းတဲ့မိန်းကလေးတယောက်ပါပဲ။မိတ္တကြီးတို့ကလည်းမေဘီကြီးအတွက်ဂုဏ်ပြုစကားလေးတွေမှတ်ချက်ပေးခဲ့ပါအောင်နော်။တချို့ပေးခဲ့တဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။